က်တလီခရိယန်တွေကယုတ်တုစင်တုကိုရှ िख ိုးတာလားဆိုပြီးတော့မှတော်တော်များများမေးကြတယ်။ဒီမေးတဲ့သူတွေထဲမှာကျွန်တော်ကက်တလစ်ခရိယန်အာဘာဒဝင်တွေလည်းပါတာတွေ့ရပါတယ်။ဘာဖြစ်လို့သူတို့ဒီလိုမေးကြတယ်လဲဆိုရင်သူတို့မှာဘုရားစကားတန်းအားနေခဲ့တာလည်းပါမယ်။ဘုရားစကားနဲ့ဆိုင်တဲ့ အသိပညာတွေဘ ഹു တုတတွေတင်ပေးမဲ့သူတွေပြောပြပေးမဲ့သူတွေအားနဲ့ချက်ကြောင်လဲပါမယ်ပြီးတော့မှဒီသူတို့အမေးခံရတဲ့အခါမှာဘယ်လိုပြန်ရှင်းပြရမလဲဆိုတာကိုမသိတဲ့အတွက်ကြောင့်တိချင်လို့မေးတာလည်းပါမှာပေါ့နော်ဆိုတော့ဒီမေးတဲ့အထဲမှာကက်သလစ်ခရစ်ယာန်မဟုတ်တဲ့သူတွေလည်းအများကြီးပါတယ်ပေါ့နော် အဲအဲ့လိုမေးတဲ့သူတွေထဲမှာတချို့ကတော့ဖြင့်ရိုးရိုးလေးပဲမတိလို့တိချင်တဲ့အတွက်ကြောင့်မေးတာရှိတယ်လို့တချို့ကကြတော့လေတိလျက်နဲ့ကိုတမင်တကာထိုးနဲ့ချင်တဲ့အတွက်ကြောင့်တိုက်ခိုက်ချင်တဲ့အတွက်ကြောင့်မေးတဲ့သူတွေလည်းရှိတယ်လို့တချို့ကကြပြန်တော့လေဒီလိုမေးလိုက်ခြင်းအားဖြင့်ဒီဘဟုတုတ္တနုနယ်တဲ့ကက်သလစ်ဘာသာဝင်တွေပေါ့နော်ဒီပါတာရေးတုန်တင်ချက်နဲ့ နည်းနည်းဝေးနေတဲ့ကက်သလစ်ဘာသာဝင်တွေဇဝေဇဝါဖြစ်သွားအောင်တမင်တကာလှုပ်ကြံပြီးတော့မှမေးတဲ့သူတွေလည်းရှိတာကိုတွေ့ရပါတယ်။ဒီမေခွန်းကိုတော်တော်လေးနဲ့ဖြေရမယ်ဆိုရင် ကျွန်တော်တို့ကက်သလစ်ဘာသာဝင်တွေဟာယုတ်တုစင်တုကို လုံးဝမရှိခိုးပါဘူး။လုံးဝမဆုတောင်းပါဘူး။ကျွန်တော်တို့ရှိခိုးကိုကွယ်ဆုတောင်းတာဟာပုပ်ကို၃ပါးဖရာတဆူဖြစ်တဲ့ခမဲတော်သားတော် တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုပဲကျွန်တော်တို့ရှုခိုးကိုးကွယ်တာဖြစ်ပါတယ်။ဘုရားမှာအပကျွန်တော်တို့ဘယ်သူကိုမှရှုခိုးကိုးကွယ်တာမဟုတ်ပါဘူးမရှိပါဘူး။ဘုရားကိုကိုစားပြုတဲ့ဘုရားရဲ့ပုံတဒံနဲ့တူတဲ့ရုပ်တုတွေထားလိုက်ခြင်းအပြင်အဲ့ဒီရုပ်တုရဲ့အနောက်မှာရှိတဲ့ဘုရားကိုကျွန်တော်တို့ဟာပို့ပြီးတော့မှအာယုံစူးစိုက်နိုင်တာဖြစ်ပါတယ်။ ပို့ပြီးတော့မှထိထိရောက်ရောက်ကျွန်တော်တို့ရောက်ရှိနိုင်တာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ယုတ်တုစင်းတုတွေကိုထားလိုက်ခြင်းဟာကျွန်တော်တို့ရဲ့အာယုံစူးဆိုင်မှုကိုအကူအညီဖြစ်စေတာဖြစ်တဲ့အတွက်ကြောင့်ဘုရားရှင်ပေါ်မှာဖြစ်စေဘုရားကျောင်းထဲမှာဖြစ်စေယုတ်တုစင်းတုတွေကိုထားတာဖြစ်ပါတယ်ကျွန်တော်တို့ထားတဲ့ယုတ်တုစင်းတုတွေကိုတတိထားပြီးကြည့်လိုက်ပါဘုရားရဲ့ယုတ်တုစင်းတုနဲ့အတူ တန့်ရှင်းမြင့်မြတ်တဲ့သူတွေရဲ့ရုပ်တုစင်းတုတွေကိုပဲဘုရားရှင်ပေါ်မှာထားတာဖြစ်ပါတယ်။ဘုရားကျောင်းထဲမှာထားတာဖြစ်ပါတယ်။တခြားသည့်ရိုးရိုးလူတယောက်ရဲ့ရုပ်ပဲဖြစ်ဖြစ်ရိုးရိုးတရိษံရဲ့ရုပ်သူ့ပဲဖြစ်ဖြစ်ဒါတွေကိုကျွန်တော်တို့ဟာမြင့်မြတ်တဲ့နေရာမှာမထားပါဘူး။အဲ့ဒါခွဲခြားသိမြင်တတ်ဖို့လိုတယ်။အခုဟာကျွန်တော်တို့ထားတာကဘုရားရဲ့ရုပ်တုနဲ့တန့်ရှင်းမြင့်မြတ်တဲ့သူတွေရဲ့ရုပ်တုစင်းတုတွေပဲ။ ဖြစ်ပါတယ်။တချို့ကတော့မေးချင်လိမ့်မယ်။ဘာဖြစ်လို့ရုပ်တုစင်းတို့တွေထားစရာလိုလဲ။အာယုံနဲ့ပဲခံစားပြီးတော့မှသွားလိုက်ပေါ့။ဆိုပြီးတော့မှမေးချင်ကြလိမ့်မယ်ပေါ့နော်။ဥပမာတစ်ခုပြမယ်နော်။ကျွန်တော်တို့ချစ်တဲ့ကျွန်တော်တို့တန်ဖိုးထားမျက်နှိုးရတဲ့သူရဲ့အဲ့လူကအသက်ရှင်နေတယ်ဖြစ်စေပေါ့နော်။တည်သွားပြီးသားဖြစ်စေအဲ့လူရဲ့ဓပုံဥပမာကျွန်တော်တို့ရဲ့မိဘတွေရဲ့ဓပုံနော်။ မိဘတွေရဲ့ဓာတ်ပုံမှာကျွန်တော်တို့စီမှာရှိတယ်ကျွန်တော်အိမ်တိုင်းမှာရှိတာပဲဖုန်းထဲမှာရှိနေကြတာပဲဘာဖြစ်လို့လဲကျွန်တော်တံပိုးထားလို့ချစ်လို့လေဆိုတော့ကဲအယုံနဲ့ပဲခံစားပါဆိုရင်တော့ဘာဖြစ်လို့အိမ်ထဲမှာဓာတ်ပုံတွေထားစရာလို့လဲဓာတ်ပုံတွေချိတ်စရာလို့လို့လဲအဲဓာတ်ပုံရိုက်ပြီးတော့မှငါဘွဲရပြီဆိုပြီးတော့မှထားစရာလို့လို့လဲအယုံနဲ့ပဲခံစားလို့ရတယ်လေမဟုတ်လားအဲ့ဒါပြောချင်တာဥပမာအနေနဲ့တစ်ခုပဲပြတာပါနော် ်ဒီဓာတ်ပုံတွေကိုကြည့်လိုက်ခြင်းအပြင်ကျွန်တော်တို့တည်ဆုံးသွားပြီဖြစ်တဲ့ကိုယ့်ရဲ့ချစ်ရတဲ့သူကိုပို့ပြီးတော့မှကျွန်တော်တို့အာရုံခံစားနိုင်တယ်နော်ဒါမှမဟုတ်ဝေးရောက်နေတဲ့သူကိုကျွန်တော်တို့ဓာတ်ပုံတွေကိုကြည့်လိုက်ခြင်းအပြင်နော်ဓာတ်ပုံပဲဖြစ်ဖြစ်သူ့ရဲ့သူသူနဲ့ပတ်သက်တဲ့အမတ်တရားတစ်ခုပဲဖြစ်ဖြစ်ပေါ့နော်အဲဒါတွေကိုကြည့်လိုက်ခြင်းအပြင်သူ့ကိုပို့ပြီးတော့မှအာယုံခံစားမှုရောက်စီတယ်လေ ပို့ပြီးတော့မှထိရောက်စေတယ်လေဟုတ်လားဆိုတော့ဥပမာအနေနဲ့ပြတာပါဘုရားပြောထားပါတယ်ယုတ်တုစင်တုမထုလောက်ရမကိုးကွယ်ရဆိုပြီးတော့မှပြောထားတာတေချာတာပေါ့နော်တိတာပေါ့ကျွန်တော်မတိလို့မဟုတ်လေတိတာပေါ့လူတိုင်းတိတာပေါ့ကက်သလစ်ဘာသာဝင်အားလုံးတိတာပေါ့ဒါပေမဲ့ဒီနေရာမှာတတိထားပြီးတော့မှတစ်ချက်အစ်စဉ်းစားကြည့်နော်ကဘာပေါ်မှာရှိဘယ်ဘသူယုတ်တုမှမထုလောက်နဲ့လို့တော့ဘုရားကပြောတယ် ဒါပေမဲ့ငါပုံတဲ့သူရဲ့ရုပ်သူကိုမထုလုံနဲ့လို့ဘုရားမပြောထားပါဘူးဒါစဉ်းစားဖို့ပါเนาะပြီးတော့ဒီနေရာမှာကျွန်တော်တို့စဉ်းစားเสียရတခု ရှိတယ်ဗောနော်ဘုရားဟာမိုးဇက်ကို ခေရုဘင်ရုပ်နှယုတ်ထုစီခဲ့တယ်ဆိုတာကိုဒီထွဲ့မြောက်ရာချမ်းအခန်းကြီး25အငယ်16ကနေ20နှစ်မှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ပရိညင်တစ်တာတိဆောက်ပြီးတော့မှာ အဲ့ဒီပရိညင်တိတ္တာကိုစောင့်ရှောက်ဖို့ရန်အတွက်ခေရုဘင်ယုတ်ထုထုပြီးတော့မှဘယ်ဖက်တပါညာဖက်တပါထားပေးပါဆိုပြီးတော့မှဘုရားဟာမိုးဇက်ကိုညွန်ကြားခဲ့တာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒါကိုကြည့်ခြင်းအပြင်ဘုရားဟာတန့်ရှင်းမြင့်မြတ်တဲ့သူတွေရဲ့ယုတ်ထုကိုထုခွင့်ပေးထားတယ်ဆိုတာကိုပါပဲ။ ပြီးတော့နောက်ထပ်ကြမ်းချက်တစ်ချက်အနေနဲ့ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး6အငယ်23-28မှာဆောလမုန်မင်းကြီးကဘုရားကျောင်းစောက်တဲ့အခါမှာဒီဘုရားကင်းဝတ်ရာနေရာဖြစ်တဲ့တဘဲနကတန်ရှင်မြင့်မြတ်ရာနေရာမှာဘုရားရဲ့ဘုန်းတော်ကုံတော်ထင်ရှားစေဖို့ရန် အတွက်ဆိုပြီးတော့မှခေရုဘင်ရုပ်တုနှယုတ်ကိုထုလုပ်ပြီးတော့မှဘုရားကျောင်းထဲမှာ ထားခဲ့တဲ့တိဆောက်ခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဘုရားဟာယုတ်တုထုဖို့ရန်အတွက်ညွန်ကြားခဲ့တယ်ဆိုတော့ကျမ်းပိုက်ကျမ်းချက်နောက်တစ်ချက်ဒီမှာတွေ့ရတယ်လဲဆိုရင်တောလေရာကျမ်း အခန်းကြီး27အငယ်၄ကနေ9မှာမိုးဇက်ကိုဘုရားကကြီးနဲ့ပြုတ်လုထားတဲ့မွေယုတ်တုကိုထုပါပြီးတော့မှအဲ့ဒါကိုမြောက်ထား မွေကက်ခံရတဲ့သူတွေတက်တာလိမ့်မယ်ဆိုပြီးတော့မှညွန်ကြားခဲ့တာဖြစ်ပါတယ်တချို့ရှိသေးတယ်ဥညွတ်တာဟာဘုရားတခင်ရှေ့ပဲဥညွတ်ရမယ်ဆိုပြီးတော့မှဘုရားရှေ့မဟုတ်ဘဲနဲ့တခြားအရာတွေတခြားသူတွေရဲ့ရှေ့မှာဥညွတ်ပြီဆိုရင်ပြစ်ကြီးတယ်ဆိုပြီးတော့မှပြောကြတာရှိသေးတယ်ပေါ့နော်တကယ်တမ်းကျတော့ဥညွတ်တယ်ဆိုတဲ့နေရာမှာအတိတ်ပဲမျိုးမျိုးရှိပါတယ် အိုးညွတ်ပြီးတော့မှဆွတောင်းတာရှိတယ်လို့အိုးညွတ်အယုတ်တည်ပေးတာတော့လည်းရှိတယ်လေနော်ဖះကိုအိုးညွတ်တာကအိုးညွတ်ရှ िख ိုးတာအိုးညွတ်ဆွတောင်းတာလူကိုအိုးညွတ်တာကအယုတ်တည်ပေးတာအိုးညွတ်အယုတ်တည်ပေးတာအိုးညွတ်ပြီးတော့မှနှုတ်ဆက်တာတော့တကယ်လို့အိုးညွတ်ယုံနဲ့အပြစ်ကြီးတယ်ဆိုရင်ထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းနိုင်ငံသူနိုင်ငံသားတွေအားလုံးဟာအပြစ်ကြီးကုန်မှာပေါ့ဟုတ်လား ကျွန်တော်နှုတ်ဆက်ကြတယ်လေဆဝတီခရပ်ဆိုပြီးတော့မှလက်အုပ်တော်မှာခြိလိုက်သေးတယ်ဆဝတီခရပ်ဆိုပြီးတော့မှဒါအယုတ်တေပေးတာဒါရှိခိုးတာမဟုတ်ဘူးဆုတောင်းတာမဟုတ်ဘူးခွဲခြားသိမြင်တတ်ဖို့လိုပါတယ်အဲ့ဒါကိုပြောချင်တာတချို့ကယမ်းအစွန်းရောက်တာအဲ့လိုလဲဥညွတ်လိုက်တာနဲ့ဒါဖျားကိုမဟုတ်ရင်မဥညွတ်ရဘူးဆိုပြီးတော့မှအထင်လွဲနေကြတာအတိတ်ပဲကောက်လွဲနေကြတာဒါကြောင့်ကျွန်တော်ရှိခိုးကိုးကွယ်ဆုတောင်းတာဟာ ပုပ်ကိုသုံးပါဘုရားတဆူဖြစ်တဲ့ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုပဲကျွန်တော်တို့ရှ िख ိုးကိုးကွယ်တာဖြစ်ပါတယ်ဘုရားမှာအပကျွန်တော်တို့ဘယ်သူကိုမှ ရှ िख ိုးကိုးကွယ်တာမဟုတ်ပါဘူးမရှိပါဘူးအားလုံးကျေးဇူးတင်ပါတယ်